စီဗီဗန်သင်နေဒီဆုံးမှာရှိနေပါတယ်ဟိုရေရာတော့တာဝါဟာအနည်းဆုံးမှာစီဗီဗန်ကသင်နေအနည်းဆုံးမှာရှိနေအနည်းဆုံးမှာစီဗီဗန်ရှိနေပုဂိုလ်တိုင်းထိုင်မျိုးနဲ့ကျွန်းကုန်းကြီးရွာအုပ်စုကစကြက်မြီရီပြန်လည်ရရှိရေးအတွက်တောင်သူလယ်သမား90ကျော်ဟာမင်းတဲရက်ွက်လေးလံကနေမြို့ဝင်လမ်းတစ်လျှောက် ရေချမ်းသာဆုံးအထိမေ19ရက်နေ့ကဆန္ဒပြလမ်းလျှောက်ခဲ့ကြပါတယ်။စတိုက်ဖြစ်နေတဲ့လေယာဉ်မြေငင်းပွားမှုတွေကိုအစိုးရကဘာလုပ်ပေးမှာလဲ။ပြည်ကုန်းကြီးရွာအုပ်စုကမြေက200ကျော်ပါဝင်ပဲခူးတိုင်းဒိုင်ဦးမြို့နယ်က6839ဧကာကိုစကြက်မြေဖြစ်ပြန်လည်ထားရှိတဲ့အကြောင်း2023ခုနှစ်ပြည်သူ့လွတ်တော်မှာဆွေးနွေးခဲ့ပြီးမှ2015မတ်လပိုင်းမှာမြို့နယ်လေယာဉ်မြေကော်မတီကပုံစံခုနှစ်ထုတ်လိုက်တာဟာစကြက်မြေကိုလေယာဉ်မြေဖြစ်ပြောင်းလဲရမယ် ဥပဒေပါအချက်တွေနဲ့မကိုက်ညီဘူးလို့စန္ဒပြသူတူဖြစ်သူကိုတင်နိုင်ထွန်းကပြောပါတယ်။2015သုံးလပိုင်းမှာမြို့နယ်ကြေးရွာလေယာဉ်မြေကော်မတီကဟိုပုံစံကုန်ထောက်ခဲ့ပါတယ်။ဒုတိယတမိုင်းနှစ်ရာအထိုင်းမှာတကြက်မြေမြေလို့မြေရိုင်းတစ်တော်မြေပုံစံကုန်များချပင်းရန်ရထားတဲ့ထဲမှာအငင်းပွားမှုမရှိရဘူး။အငင်းပွားမှုရှိခဲ့ပါကမြို့နယ်ကြေးရွာလေယာဉ်မြေကော်မတီကအငင်းပွားမှုတွေကိုဖြေရှင်းပြီးမှတာလေပုံစံကုန်ထုတ်ပေးတဲ့မထုတ်ပေးတဲ့စဉ်းစားဆုံးဖြတ်ပြရအောင်။ အဲ့လိုကျွန်တော်တို့ပြည်သူတွေကိုလည်းညှိနှိုင်းခြင်းမရှိဘဲနဲ့မြို့နယ်ကြီးရွာလေယာဉ်မြို့ကော်မတီကပုံစံဦးလာမြင့်မှာခရိုနီ39ကိုပုံစံကိုထုတ်ပေးလိုက်ပါတယ်အဲ့လိုထုတ်ပေးလိုက်တဲ့ဟာကိုအထက်လူကြီးတိအောင်ပြောပြကြပါခေဆက်ဆက်ဇက်မြစ်ဖြစ်ခဲ့တဲ့ဒါယုမြို့နယ်အတွင်းကဧကပေါင်း6000ကျော်ပေါ်မှာငွေကြေးချမ်းသာသူတွေနဲ့အာဏာပိုင်တွေကပုံစံခုနှစ်ထုတ်ပြီးစိုက်ပျိုးရေးတွေလာလုပ်နေတဲ့အတွက်ပြည်သူတွေမှာနစ်နာနေလို့ဆန္ဒပြတာဖြစ်တယ်လို့ ကျွန်းကုန်းကြီးရွာကဥစိန်ထွေးကဆိုပါတယ်တမရကိုရိုင်းစကြက်မြေကိုလေယာဉ်မြေဖြစ်ပြောင်းလဲခွင့်မပြုဘူးလို့ပြောပြပါတယ်တိုင်မြို့မှာ6183ဝီကရှိတယ်အကုန်လုံးကိုတကြက်မြေဖြစ်သွားရဆိုကျွန်တော်တို့ဘာမှလုပ်ရမှာမလို့လေနိုင်ငံတော်တမရကလည်းသူကတကြက်မြေကိုလေယာဉ်မြေအဖြစ်6တင်ခွင့်မရှိဘူးလို့သူကလည်းဒီလိုသတင်းဖြစ်ထားတယ်အဲ့တော့အခုတို့ကအဲ့လိုပုံစံခွန်ထောက်လိုက်တဲ့ပေါ့ပတ်စံရှိတဲ့လူအဖွဲ့ရတယ်ပုံစံခွန်ထောက်လိုက်တော့အခုပြည်သူတွေကဒါနဲ့နာနေပေါ့နော် ခွင့်ပြုမိတ်နဲ့ဆန္ဒပြသူတွေရဲ့ပါဝင်ခဲ့သူဦးဝင်းတင်ကတော့စစ်ဆိုးရလက်ဖက်မှာလေယာဉ်မြေတင်းစည်းခဲ့မှုတွေပေါ်ပေါက်ခဲ့ပြီးလက်ရှိဆိုးရကစစ်တပ်ဆွန့်လွတ်လိုက်တဲ့မြေတွေကိုဥပဒေအတိုင်းလုပ်ဖို့နဲ့စစ်ကြမ်းမြေဆက်လက်ထိန်းသိမ်းပြီးကျူးကျော်ဖို့ကြေညာထားတဲ့ပေါ်အောက်ခြေဝန်ထမ်းတွေကမလိုက်နာဘူးလို့ဆိုပါတယ်ကျူးကျော်သူတွေကိုတိုင်တဲ့အခါမှာလည်းအေးမယူပေးလို့အခုလိုဆန္ဒထုတ်ဖော်ရတာပါလို့ပြောပါတယ်စစ်ဆိုးရတက်လာတဲ့အချိန်ကနေစပြီးတော့သူက ဆက်လို့ရတဲ့မြေကုန်ဆိုင်အဲ့ဒီချိန်ဆက်ပြီးတော့ခြေလက်နေပြည်သူလူတွေကလုံးဝလည်းဒီချက်မြေကိုမဖြတ်ဖို့အချိန်ချင်းကတားတယ်တိုးတော်လည်းပဲဆေးဆိုးရခဲ့ဆိုတဲ့ကကြတော့ဒါတော့သူကလက်မခံပြည်သူတင်ပြတော့လက်မခံတင်ပြလို့လည်းမရအောင်အခုချိန်မှာတော့နောက်ဒီစနစ်ကိုရောက်လာတဲ့ခါကျတော့ဒါတွေကဥရင်နဲ့အညီဆောင်ရွက်ပေးရမယ်တမလိုက်ရဲ့အချိန်ကြတယ်လေတိုးတော်လည်းပဲဘလိုပဲထွက်ပါတော့ပြန်အောက်ချီအုပ်ချုပ်ရေးဌာနတွေညီစင်းတွေကဒါတွေကိုလုံးဝပြည်သူလည်းတည်မပေးဘူးလုံးလည်းမလုံးဆောင်ပြည်သူကတိုင်လဲဘလိုဘလိုမှရေးမိဘူးအဲရေးမိတဲ့အချိန်တဖြည်းဖြည်းနဲ့ကိုကျွန်တော်တို့ကလို့စမပြတဲ့အစီအစဉ်ကိုဒီရောက်ရှိတာ